ဒေါက်တာဆူရဲ့ head diary channel မှာဖြစ်ပါရဲ့ရှင်။ကျမရဲ့ head diary channel မှာအအများပြည်သူတွေတည်တည်နေတဲ့ head education ပေါ့နော်။ကျမရဲ့ဘ ഹു တုတ္တတွေကိုကျမအလင်းသိသလိုတင်ပြနေရဖြစ်ပါရဲ့။အဒီနေ့အတွက်တော့ကျမအဖြစ်များတဲ့ယောဂတစ်ခုကိုပြောချင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့လေဖြတ်တာပါနော်လေဖြတ်တယ်လေဖြတ်တယ်ရက်ထဲမှာပြောနေကြတာပဲပေါ့နော်လေဖြတ်တယ်ဘာဖြစ်သွားတာလဲလေဖြတ်တော့ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့တော့ ဒီမှာအဆုံးနေဖြတ်တယ်ဆိုတာကဘာလဲဆိုရင်ပေါ့နော်ဒီအုံနောက်ထဲမှာကျမတို့တခုခုဖြစ်သွားတာအုံနောက်ထဲမှာတခုခုဖြစ်သွားတဲ့အတွက်ကြောင့်ဒီအုံနောက်ရဲ့ထိန်းချုပ်တဲ့အပိုင်းတွေက function out သွားတာပေါ့နော်အဲ့တော့လေဖြတ်တာကအုံနောက်ထဲမှာတခုခုဖြစ်သွားလို့ပါဘာဖြစ်သွားတာလဲပေါ့ဘာဖြစ်သွားတာလဲဆိုလို့ရှိရင်အုံနောက်ထဲမှာအုံနောက်တွေးချောအုံနောက်ကျမတို့အုံနောက်ကအလုံးလုံးနေဖို့အတွက်ကိုအုံနောက်ကိုသွားတဲ့နော်အာဟာရပေးနေရတဲ့တွေးချောတွေရှိတယ် အဲ့သွေးကြော်တွေအောက်ဆီဂျင်ဓာတ်တွေပေးရတယ်။အဟာရဓာတ်တွေနျူထရီရှင်းတွေပေးရတယ်ပေါ့။နော်။အဲ့သွေးကြော်တစ်ခုတွေမှာတစ်ခုခုသောသွေးကြော်တွေမှာဥနောက်သွေးကြော်ပိတ်တာလားပေါက်တာလားပေါ့နော်။အဲ့နှစ်ချက်နဲ့ကျမတို့လေးဖြတ်တယ်နော်။အဲ့သွေးကြော်ပိတ်တာကတော့ဖြစ်များတယ်။စာအရ80 85%ကသွေးကြော်ပိတ်လို့လေးဖြတ်တယ်နော်။ကျန်တော့10% 15%ကဟာတော့အုံနောက်သွေးကြောပေါက်သွားလို့လေးဖြတ်တယ်ပေါ့နော်အဲ့တော့အုံနောက်ကိုသွားနေတဲ့သွေးချောလေးတွေက နော်အကြောင်းတစ်ခုကြောင့်ပိတ်သွားရင်ဘာကြောင့်ပိတ်သွားလဲဆိုတော့အများအပြားတော့ကျမတို့ဟလာကိုလက်စထရောတွေပေါ့နော်လို့သွေးတိုးတဲ့လူတွေကိုလက်စထရောများတဲ့လူတွေနော်အဲ့လိုမျိုးလူတွေမှာသွေးကြောတွေကတဖြည်းဖြည်းနဲ့ကျင်းလာပြီးတော့ဒါပိတ်သွားတာပေါ့နော်စီးကျိုးများတွေမှာလည်းဖြစ်တတ်တယ်အဲ့တော့အသက်ကြီးရဲ့လူတွေမှာဖြစ်များတာပေါ့နော်လေဖြတ်တယ်ဆိုတော့အဲ့တော့သွေးကြောပိတ်သွားရင်အဲ့ဒီအုံနောက်သွေးကြောလေးကိုမှီခုန်နေရတဲ့အုံနောက်အစိတ်ပိုင်းတွေအလုံးမလုံးနိုင်တော့ဘူးနော်လုံးမလုံးနိုင်တော့တဲ့အခါကျ function အောက်သွားတော့ သူထိန်းချုပ်ထားတဲ့အပိုင်းတွေက function နေပြီအကုန်လုံးအောက်အဲ့တော့လက်နဲ့ပတ်သက်တဲ့ဥနောက်အစိပ်ပိုင်းကထိသွားတယ်ဆိုလို့ရှိရင်ကျမတို့ဒီလက်ကမလှုပ်နိုင်တော့ဘူးမြောင်လဲမြောင်နေတော့မလည်းမမနိုင်တော့ဘူးလက်ချောင်းလေးတော့မလှုပ်နိုင်တော့ဘူးเนาะအဲ့တော့ခြေထောက်နဲ့ပတ်သက်တဲ့ဥနောက်အစိပ်ပိုင်းကသွေးကြောပိတ်ရမှာထိသွားတယ်ဆိုရင်ကျမတို့ခြေထောက်ပြန်မလှုပ်နိုင်တော့ဘူးတမ်းလျှောက်နိုင်တော့ဘူးထိုင်တော့မထိုင်နိုင်တော့ဘူးကိုယ့်အကူလည်းမလုံနိုင်ဘူးပေါ့နော်အဲ့တော့ချိုးကြတော့လေဒီ ဟို function အုံနောက်ဒီနောက်ကြောပိုင်းနောက်ပိုင်းနေဒီအတွင်းနောက်ဖက်ကမှအထည့်ရတူတွေကြတော့လေ function တော်တော်များများအောက်သွားတာမျိုးလည်းရှိရေပေါ့နော်အဲ့တော့ အနောက်သူကပိတ်သွားတယ်ပိတ်သွားတဲ့အတွက်ကြောင့်ပိတ်တဲ့နေရာမှာရှိတဲ့အုံနှောက်ကလောရမဲ့ function တွေကိုအောက်သွားတယ်အဲ့တော့သူထိန်းချုပ်ထားတဲ့ခနာကိုအစိပ်ပိုင်းနေတယ်လုံးမလုံးတော့ဘူးဒါအရှင်းရှင်းလေးပဲပေါ့နော်ဒါလို့အုံနှောက်သူကပိတ်တာမဟုတ်ねပေါက်တာပေါ့နော်ပေါက်ထွက်သွားတယ်ကြတော့မြန်မာပြည်မှာအများပြည်ပြောကြအုံနှောက်သူကပေါက်တယ်အုံနှောက်သူကပေါက်တယ်ပေါ့နော် severe hemorrhage လို့ခေါ်ပါတယ်အုံနှောက်သူကပေါက်တာကြတော့ဟိုသူကပိတ်တော့တော့အဖြစ်မများဘူးအဲ15%လောက်ကသူကပေါက်တာကြောင့်ဖြစ်တယ် အဖြစ်မများပြီမဲ့သေးတာကတော့ပို့ပြီးတော့များတယ်ပေါ့နော်။ဟိုတော့သူကျော်ပေါက်တဲ့လူတွေကအဓိကအပြင် pressure များတာသွေးတိုးတာကိုကမသိဘူးမထိန်းချုပ်ဘူးအဲ့လိုလူတွေကအောင်တော့သွေးကျော်ပေါက်သွေးတိုးတဲ့အပေါ်သွေး200လောက်ဖြစ်နေရ180လောက်ဖြစ်နေရဆိုတာအရန်အနေများပါတယ်နော်။အာအောက်သွေးကလည်းတရားကြုံနေတာပဲဒီလိုမျိုးဆိုနေတာနော်အရန်အနေများပါတယ်။130 80ထက်အထက်ကိုသွေးတိုးတယ်လို့သတ်မှတ်တယ်။အခုနောက်အများကြီးတိုးနေပြီဆိုရင်တော့ဒါအရန်အနေများတယ်။အဲ့တော့ တကယ်လို့များအုံနောက်သွေးကြောကပေါက်သွားခဲ့ရင်ခုနသွေးကြောရဲဆိုတဲ့အတွက်ကြောင့်သွေးကြောထဲမှာရှိတဲ့သွေးတွေကအုံနောက်ထဲကိုပြန်သွားတယ်ပြန်သွားတော့ဘာဖြစ်လဲဆိုတော့ နှစ်ချက်လုံးဖြစ်တဲ့အုံနောက်ဒီသူထိမ့်ချုပ်ထားတဲ့အုံနောက်အပိုင်းတွေဒီသွေးမရတော့တဲ့အပြင်အဲသွေးတွေအကုန်လုံးဒီအုံနောက်ထဲမှာစိမ့်ထွက်လာတဲ့အခါကျအုံနောက်ထဲမှာသွေးကဲကြီးဖြစ်သွားတာပေါ့နော်ဥကောင်းခွန်ထဲမှာအုံနောက်နဲ့ဥကောင်းခွန်ထဲသူ့အတူနေရတကြပဲအဲ့ထဲမှာသွေးကဲကြီးလာပြီးတော့ဝင်သွားတဲ့အခါသွေးကဲတသေးလေးမဟုတ်တော့လက်သီးစုပ်လောက်တော့မှရှိလာတဲ့သွေးကဲအကြီးကြီးရဖြစ်ဖြစ်သွေးကစိမ့်လာဆိုတော့လေအဲ့တော့ သွေးကအကြီးရာဖိတဲ့အခါကျတော့အဲအုံနောက်အစိပ်ပိုင်းကြီးကလုံမလုံတော့ဘူးတတိပိုင်းချက်ချင်းလစ်သွားတာမျိုးပေါ့နော်တတိမလဲတော့ဘူးခနာကိုလည်းမလှုပ်နိုင်တော့ဘူးအဲချိုးကြလဲပြောရင်ပြောရင်းနဲ့တတိကတဖြည်းဖြည်းနဲ့ချက်ချင်းပဲအလေးမြန်တတိကြစောစောပါပြီစကားပြောနေသေးတယ်တခါပြီးတော့ခဏကြာတော့အတန်နေဝါလာခဏကြာတော့တတိမလဲတော့ခဏကြာတော့အသက်ရှူတန်းကြီးတမျိုးကြီးဖြစ်လာတာမျိုးကြီးပေါ့နော်ဟိုကြာသွားတာချက်ချင်းချက်ချင်းအရမ်းမြန်နေဟိုနောက်သေးကြောပေါက်တာအသက်ဆုံးရှုံးမှုနှောင်းကလည်းပို့ပြီးတော့ညားရတယ်ပေါ့နော် ်နောက်တစ်ကြော်ပေါက်တယ်ဆိုရင်တော့ဒါဆေးရုံကိုအမြန်ဆုံးရောက်ဖို့လိုတာပေါ့ဆေးရုံရောက်ပြီးတော့ကန်ကောင်းတဲ့အနေအထားဆိုရင်တော့ဒီသွေးကိုသူကဟိုပြန်ပြီးတော့ဒီ neuro surgeon လို့ခေါ်တဲ့ဥနာအရောကျော်ခွဲစိတ်ဆရာဝန်ကြီးကဒီသွေးတွေကိုဖယ်ထုတ်ဖို့သူတို့ကြိုးစားကြတယ်ဒါပေမဲ့လည်း အဲ့ဒါကလည်းဟို operation တိုင်းဟာလွယ်ကူနေတာမဟုတ်ဘူးပေါ့နော်အဲပောက်တဲ့အနေအရပေါ်မူတည်ပြီးတော့သူတို့ကဒီသွေးခဲကိုဖယ်ထုတ်လို့ရမယ်မရမယ်နောက်လူရဲ့အနေထားသူရဲ့ condition ကလည်း operation ဝင်လို့ရမယ်မရမယ်ဒီလိုအချက်တွေအများကြီးရှိတဲ့အတွက်ကြောင့်ဟိုနောက်သူကျော် ပောက်တိုင်းခွဲထုတ်လိုက်လို့ဒီသွေးတွေဖယ်လိုက်ပြန်ကောင်းရမယ်လည်းမဟုတ်ဘူးအဲကြောင့် risk များတယ်လို့ပြောတာပေါ့နော်ဟိုနောက်သူကျော်ပောက်တဲ့လူတွေကလည်း အဲ့တော့အုံနောက်တွေကျော်အပေါက်တယ်ဆိုတော့ဒါပို့ပြီးတော့အသက်အန္တရာယ်ရှိတာပို့ပြီးတော့များတယ်ပေါ့နော်အဲ့တော့ခွဲစိတ်ဖို့ဆိုရလဲလူတိုင်းအတွက်လွယ်ကူနေတာမဟုတ်ဘူးခွဲစိတ်တဲ့ neurosurgeon ဆိုရလဲမြို့တိုင်းမှာရှိတာမဟုတ်ဘူးရန်ကုန်မှာတော့မှပဲသူတို့ team ကအများကြီးရှိနိုင်တာမဟုတ်ဘူးပေါ့နော်အဲ့လိုဆိုရတဲ့အတွက်ကြောင့်အုံနောက်အောက်ကျော်ခွဲစိတ်တဲ့စီကိုရောက်ဖို့ဆိုတာမလွယ်ဘူးရောက်ခဲ့ပြီးရှိတော့လဲဟိုကိုယ့်ရဲ့အနေထားကခွဲစိတ်လို့ရရဲ့အနေထားလားမဟုတ်မဟုတ်ဆိုရလဲမူတည်သေးတယ် ။နော်အဲ့ဒါသွေးရမသွေးတော့လည်းဆောင်းတက်နေရမကြောက်ဘူးလို့ပါဆို operation ဝင်လို့မရတဲ့ဒီထားမျိုးတွေအများကြီးရှိတတ်သေးတယ်ပေါ့နော်အဲ့လိုဆိုရင်အာအသံအနည်းဘက်ကိုသွားပြီပေါ့နော်အဲ့တော့အုံနောက်သွေးကြောပိတ်ခြင်းအုံနောက်သွေးကြောပေါက်ခြင်းနှစ်မျိုးလုံးကိုကျွန်တော်လေးဖြတ်တယ်လို့ခေါ်တယ်။ခေါ်တော့အုံနောက်သွေးကြောပိတ်တာကတော့85% 80 85%လောက်ရှိတယ်။အဲ့ဒီလူတွေကတော့ရုပ်တည်းကြီးအသက်ဆုံးရှုံးနိုင်တာမျိုးကခုနပေါက်တဲ့လူတော့တော့အသက်ဆုံးရှုံးနိုင်ခြင်းမများဘူး။ဒါပေမဲ့နာရာရှည်လူမမာဖြစ်ဖြစ်အဲ့ရပေါ်မှာလဲသွားနိုင်မှုတော့များတာပေါ့။ နော်အဲတဆုံရှုံတာလည်းရှိရပေါ့အဲ့တော့သူကပောက်တဲ့ဒီဥနောက်ဆိုကြောပိတ်တဲ့အနေထားပေါ်မူတည်ပြီးတော့ပေါ့နော်ဥနောက်ဆိုကြောပိတ်တဲ့လူတွေကြောင့်အဲ့တော့ကဲလို့ဟလာကိုကပိတ်တာအရှမ်းမများဘူးထားပါတော့6လောက်တွေပဲထိပါရဲသတိတော်ကောင်းနေသေးတယ်လို့လည်းရှိတတ်တာကိုလမ်းတော့မရှောင်းနိုင်တော့သတိတော်ကောင်းနေသေးတယ်အဲ့တော့ဒါဆိုရင်ကျမတို့ပြန်လဲထူထောင်ရေးတွေလုပ်ရမယ်ဆရာဝန်တွေတော့မပြတ်ကူနေရမှာပဲနော်ဆေးရှိရဲသွေးကျဲစေးလိုမျိုးတွေပြန်တောင်းရမယ်သွေးကျစေးတွေပြောင်းရမယ်ကိုလက်စထရောကျစေးတွေတောင်းရမယ်အဲဆရာဝန်တွေတော့ ပုံမှန်ပြရမယ်နောက်ပြီး physio therapy လို့ခေါ်ရလေ့ကျင့်ခန်းပေါ့နော်လေ့ကျင့်ခန်းနဲ့ပြန်လည်ထူထောင်ရေးကိုလုပ်ရမယ်အဓိကတစ်ချက်ကအဲ့လိုလေ့ဖြတ်သွားတဲ့လူနာတွေမှာဟိုစကားတွေပိုင်းတိတ်မပြောနိုင်တော့အတန်တွေဝါသွားတဲ့အပြင်ကိုကအတန်ဝါတာကိုပဲသိရဒါပေမဲ့ဒီလေချောင်းချွတ်သားတွေမှာလည်းထိသွားတယ်အဲ့ဒါအရေးကြီးလေချောင်းချွတ်သားတွေမှာထိတော့သွားကောင်းကောင်းမမျိုးချနိုင်နော်အားကြောင့်မလို့လိုအပ်လို့ရှိရင်နှာခေါင်းအစာပိုင်းတွေပဲအစာကျွေးရတယ်အဲမမျိုးချနိုင်တော့အတင်းဖြူချခိုင်းလို့ရှိရင်နော်အဲသူ့ ကျမတို့ကျွေးလိုက်တဲ့အစာတွေကအဆုတ်သေးကိုချုပ်ကင်းပေါ့နော်ဒီတီးရဲ့သဘောမျိုးနဲ့အဆုတ်သေးကိုရောက်ရောက်သွားအများကြီးတစ်ခါလေးရောက်သွားရုပ်ပြက်တောင်အသက်ရှူပိတ်သွားပြီးတော့ shock ရတာမျိုးဖြစ်တယ်တက်လက်အနေရရှိရအောင်လဲနည်းနည်းချင်းနည်းနည်းချင်းစီရောက်နေလို့ရှင်လေအဆုတ်သေးမှာပိုးဝင်ပြီးတော့ pneumonia တွေပါနေတယ် aspiration pneumonia လို့ခေါ်တာအရန်ဖြစ်များတယ်အဆုတ်တွေဖြတ်တဲ့အဆုတ်ပိုးဝင်နေတာနေဖြတ်နေမကောင်းရတဲ့ကြားရဲ့ pneumonia ဆက်ကူတာအနေရဖြစ်ကုန်တာပေါ့နော်ဆိုတော့အစာကျွေးရမှာအရေးကြီးတယ် ပြန်လဲထူတောင်ရေးလောက်ရမယ်ပြဖြတ်တဲ့လူတွေကပေါ့နော်အဲဒါကနှလုံးအုံနောက်သွေးချုံပိတ်တာကိုပြောတာပေါက်တဲ့လူတွေကကြတော့နည်းနည်းလေးပိုဟိုရင်းဖြစ်တာတမျိုးကအသက်ဆုံးရှုံးမယ်ဆိုတော့ထုံရှုံးသွားတာပဲ။နည်းပြန်ကောင်းလာတဲ့လူမျိုးရှရှားပါးပါးမှကြတော့ခုနကလူတွေနဲ့ဒီအဲအုံနောက်သွေးချုံပိတ်တဲ့လူတွေလိုပဲပြန်လဲထူတောင်ရေးတော့လောက်ရတာပါပဲ။အဲမဲ့ तू ကပြန်လဲထူတောင်ရေးပိုင်းမှာ နည်းနည်းဟိုတချို့ကြတော့ပို့ပြီးတော့မြန်ပြီးတော့ပို့ပြီးပြန်လဲထူထောင်နိုင်တာမျိုးလဲရှိတတ်တယ်ပေါ့နော်ဒါတော့ individualize ပဲပဲဟာကပူတာလေလို့ပြောလို့မရဘဲဟာမှတော့မကောင်းဘူးလေးဖြတ်တယ်ဆိုတာ နော်အဲဆိုရင်ခြုံပြီးတော့ပြောရရင်ဒီဖြတ်ပြီးလို့တဲဆိုတော့ကျမတို့ဒီကတော့စေုံရောက်အောင်မှာပေါ့နော်အတန်ကြီးတွေဝါလာတယ်လာခြေလက်တွေပျော့သွားတယ်သတိရလည်းမကောင်းတော့ဘူးသတိမလဲတော့ဘူးစကားရပြောရင်လည်းလေးလာတယ်ဝါလာတယ်လက်တွေမြောင်မြောင်ဆိုမြောင်နိုင်တော့ဘူးနော်သတိမလဲတော့ဘူးအဲလိုဆိုတာဒီဖြတ်တာဖြစ်ဖို့များတယ်စေုံမမြန်ပို့ရမှာပေါ့နော် ဒီအမြန်ပို့ရမယ်စေယုံရောက်တဲ့ခါကျတော့ဒီတို့လိုအပ်တို့ဆက်လုံးမယ်ပြေကလေးများတက်တာလို့ပြန်စင်းလာလို့ရှင်တော့ဒီသွေးကျဲစေးတို့အဲဥနာသွေးကျော်ပိတ်တယ်လို့ဆိုတော့သွေးကျဲစေးပေါ့ပေါက်တယ်လို့ဆိုတော့သွေးကျစေးပေါ့အဲ့လိုမျိုးစေးတွေနဲ့ဆက်တောင်းရမယ်စေးတွေတော့ရှိရပါတော့နော်နောက်ပြန်လေထူထောင်ရေးဒီချိန်ကနေလိုရမယ်အာဟာရပိုင်းမှာတကယ်မျိုးချနိုင်ရင်တော့မျိုးချအများအားဖြင့်တော့ကျွန်မတွေ့ဘူးတာတော့တိတ် မျိုးမျိုးချနိုင်ကြအောင်တီးကြတာပေါ့တီးရဲဆိုရင်လိုရင်အစာပိုက်ထည့်ပါအစာပိုက်ကိုမကြောက်ပါနဲ့အစာပိုက်ကြောက်နေရတဲ့ချုပ်ကင်ရပြီးတော့ချုပ်ကင်မရရင်လည်းနမိုနီးယားရပြီးတော့အန္တရာယ်များတဲ့ဒုနာတွေတွေ့ရများပါတယ်။နောက်အဲကြောင့်အာလေလေဖြတ်ချင်းရဲ့ complication နောက်ဆက်တွဲဆိုးကျိုးတွေအရအများကြီးရှိတာပေါ့နော်အဲအိယာရဲမှာလင်းနေရတဲ့အိယာအနာတွေဖြစ်တယ်ခုနပြောရဲနမိုနီးယားဖြစ်တယ်အိယာအနာတွေဖြစ်တယ် အလားအနာကြီးရေချိုးဆိုအကြီးကြီးပြီးတော့တစ်ခါအဲ့ရမှာမလုံနိုင်တဲ့အတွက်ကြောင့်ခြေစလုံးသွေးခဲရာနေသွေးကြောပြုတ်ထွက်ပြီးတော့တစ်ခါအဆုတ်ထဲမှာပိတ်တယ်လည်း complication တွေတော့အများကြီးရှိတယ်လေဖြတ်တဲ့လူကြတော့ဒါအဲ့ရရဲ့လဲနေမှာဖြစ်တဲ့အတွက်ကြောင့် care giver လို့ခေါ်တဲ့ပြုစုရဲ့လူတွေရဲ့ဝတ္တရားကတော့ရန်ရည်ကြီးရဲ့ပြုစုရဲ့လူကြီးကြွချင်ရင်လူနာတက်တာမှာပဲပြုစုရဲ့လူကရုံမဆိုင်နိုင်ဘူးဆိုတော့လူနာကအနေနဲ့များတာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာတော့ကျွန်မလေးဖြတ်ခြင်းနဲ့ပတ်သက်တဲ့ topics လေးကိုအဲလိုတိုရှင်းလောက်ပဲ ပြောပြထားပါတယ်ဒီနောက်ထပ်ပြောရင်တော့အများကြီးရှိသေးတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ awareness ရဖို့ကအောက်နောက်တွေ့ကြောပိတ်ခြင်းနဲ့ပေါက်ခြင်းရဲ့အဓိကဆေးရုံအမြန်ရောက်ဖို့နဲ့ပြန်လည်ထူထောင်ရေးအကြောင်းတွေကိုကျွန်မရှင်းပြထားပါတယ်အကျွန်မရဲ့ကျမကြီး channel Dr. Sue Health Diary channel လေးကို like and subscribe လုပ်ခြင်းဖြင့်ကျွန်မရဲ့ဘုဒ္ဓတာများကိုလေ့လာနိုင်ပါတယ်အားလုံးပဲကျမ်းမာကြပါစေရှင်